genius one နဲ့ divine ကလေးကဘာလို့တွဲဆက်လို့မရတာလဲဆိုပြီးတော့မေးထားတယ်ဗောနော်တချို့ကလည်းတွဲဆက်လို့ရတယ်တချို့ကလည်းတွဲဆက်လို့မရဘူးဆိုပြီးပြောနေရတွေလည်းခဏခဏတွေ့ရပါတယ်အဲ့တော့ဘာလို့ရတာလဲဘာလို့မရတာလဲဆိုတာ item နှစ်ခုစလုံးကိုကြည့်လိုက်အောင် genius one ကိုဝင်လိုက်တာနဲ့85 magic power ရမယ် moments be 900ခိုင်နှုန်းပုံမြင်လာမယ်ဒါကဝင်လိုက်တာနဲ့တန်းပြီးတော့ရမှာသူ့ရဲ့ unique attribute မြန်မာလိုပြန်ရင်တော့ထူးခြားတဲ့စွမ်းရည်ပေါ့ဗျအဲ့ဒါက မဂျစ်ဒီဖန့်တွေဖောက်ဖို့မဂျစ်ပန်နီထရှင်10ပါမယ်သူ့ရဲ့ပတ်စစ်ကတော့အန်နမီကိုမဂျစ်ဒါမေပေးလိုက်တာနဲ့အဲ့ဒီအန်နမီမှာရှိတဲ့မဂျစ်ဒီဖန့်ကို2စက္ကန့်ရှော့လိုက်မှာပါဘလောက်ပမာဏရှော့မှာလဲဆိုတော့ကိုဟီရို level ကို0.3နဲ့မြှောက်ပြီးရင်3ပေါင်းထွက်လာတဲ့ပမာဏအတိုင်းအန်နမီရဲ့မဂျစ်ဒီဖန့်ကို2စက္ကန့်ရှော့လိုက်မှာပါစတက်က3ခုတည်းစုလို့ရတယ်ဆိုတော့စတက်တစ်ခုဆိုရင်ဒီပမာဏအတိုင်းပဲစတက်နှစ်ခုဆိုရင်2နဲ့မြှောက် စတက်သုံးခုဆိုရင်သုံးနဲ့မြ။ထွက်လာတဲ့ပမာဏတိုင်း enemy ရဲ့ magic defense ကို2စက္ကန့်ရှော့လိုက်မှာပါ။အဲ့တော့ genius 1ကိုအလွယ်ဆုံးပြောရရင် magic power ပါမယ်။ movement speed ပါမယ်။ magic penetration ပါမယ်။ enemy ရဲ့ magic defense ကိုရှော့တာပါမယ်။ဒါကတော့ genius 1အကြောင်းပါ။နောက်တစ်ခုက divine glit ဝင်လိုက်တာနဲ့60 magic power ရမယ်။ unit attribute အနေနဲ့ကတော့ magic penetration ကို40ရာခိုင်နှုန်းတော့တိုးပေးမှာပါ။ ဒါဘာလို့ပြောတာလဲဆိုတော့ကိုကိုင်တဲ့ဟီးရိုမှာ magic penetration ပါမှာအဲ့ penetration ကို40ရာခိုင်နှုန်းတိုးပေးမှာပါ physical hero ကြီးကိုင်မယ် avalan တွေတခြား item တွေမှာလည်း magic penetration မပါဘူးဆိုရင်တော့ divine click ဆက်ရင်လည်းအဲ့ penetration effect ကိုရမှာမဟုတ်ပါဘူးပတ်စစ်နေနေရတော့ enemy ကိုချရင် enemy ရဲ့ magic defense point တစ်ခုတိုင်းတူက0.1% magic penetration ထပ်ရမယ်ရာခိုင်နှုန်းကို20ရာခိုင်နှုန်းဒီစုလို့ရမယ် ဲ့တော့ unit attribute 40ရာခိုင်နှုန်းနဲ့ဆို60ရာခိုင်နှုန်း penetration ရမယ်ဆိုတဲ့သဘောလို့ပြောလို့ရပါတယ်။ NLP ဘက်မှာ magic defense များလေဒီ item ကိုဆက်လုပ်ကောင်းနေဆိုတဲ့သဘောပါပဲ။ဒီ item တစ်ခုတွဲဆက်လုပ်ရလားဆိုတဲ့အကြောင်းပြန်ပြောရမယ်ဆိုရင် magic defense ကိုကျော်ပေးတဲ့ genius 1နဲ့ magic defense များမှာ penetration ပုံများမယ်ဒပိုင်းကလေးတွဲဆက်ဖို့မတင်ဘူးလို့ထင်စရာရှိပေမဲ့ magic penetration တခါလဲပါပြီးသား genius 1နဲ့ Magic Penetration ပါမှာ60ရာခိုင်နှုန်းဒီထပ်ပေါင်းပေးလို့ရတယ်။ Divine Click ကို NLV ဘက်မှာ Magic Defend တွေများတယ်။ Magic Defend Item တွေအများကြီးဆက်ထားရဲဆိုရင်တော့တွဲဆက်လို့ရပါတယ်။ဒီအတွဲဆက်ကို Assassin Mage တွေဖြစ်တဲ့ Gushin, Amon, Selina, Harley, Karida တို့မှာအများဆုံးတွေ့နိုင်ပြီးတော့ Kagura, Yudora, Lunos, Farsa တို့လို Mage Hero စစ်စစ်တွေမှာလည်းတွေ့နိုင်ပါတယ်။အားလုံးပဲအဆင်ပြေကြမယ်လို့မျှော်လင့်မိပါတယ်။နောက်ဗီဒီယိုတစ်ခုနဲ့ပြန်လာခဲ့ပါမယ်။